ဆက်ဆံရေးထဲမှာอืมကိုဘက်ကပဲအမြဲပိတ်ဆက်နေရလေလို့ခံစားဘူးကြလားဒီလိုမျိုးခံစားချက်ကဘာကြောင့်ဖြစ်လာရတာလဲဆိုတဲ့ဖြေကိုလေဒီနေ့အတူလို့ရှာကြည့်ကြအောင်ပါဒီမေခုံးကတော်တော်လေးရင်းနှီးနေမှာပါတငယ်ချင်းအပေါင်းအသင်းဆက်ဆံရေးမှာပဲဖြစ်ဖြစ်ချစ်သူကြီးစားဖို့မှာပဲဖြစ်ဖြစ်နောက်ဆုံးအလုပ်ခွဲမှာပဲဖြစ်ဖြစ်ငါပဲအများတန်းပို့ပေးနေရတယ်ငါပဲပို့ပြီးအနေနာခံနေရတယ်ဆိုတဲ့ခံစားချက်မျိုးကြုံဖူးကြမှာပါဆိုတော့လေ ဒါတယောက်တည်းခံစားနေရတာမဟုတ်ပါဘူးတကယ်တော့လူတော်တော်များများကြုံတွေ့နေရတဲ့အရေးကြီးတဲ့ခံစားချက်တစ်ခုဖြစ်ပါတယ်ကောင်းပြီပထမဆုံးအပိုင်းကိုဆက်လိုက်ကြရအောင် the tipping point ချင်းကွင်ညာတစ်ဖက်ကိုရိုင်းသွားစေတဲ့အခိုက်အတန့်ပေါ့ဆက်ဆံရေးတစ်ခုမှမျှကြေကဘလို့အချင်းညီမျိုးမှရိုင်းသွားတတ်တယ်လေအဲ့ဒီယာကြီးနဲ့ဘလို့မညီမျှတဲ့ခံစားချက်တွေဖြစ်လာတယ်လဲဆိုတာကိုရင်ဆုံးလေ့လာကြည့်ကြပါမယ်ဘလို့ဆက်ဆံရေးမျိုးမှမဆိုအာတငယ်ချင်းမဖြစ်ဖြစ်အချစ်ရေးပဲဖြစ်ဖြစ် အလုံးမှာပဲဖြစ်ဖြစ်တဘာဝကြတဲ့အပေးယူဆိုလာတော့ရှိစမြဲပါပဲဒါကတကယ်တော့ခိုင်မြဲတဲ့ဆက်ဆံရေးတိုင်းရဲ့အသက်သွေးကြိုးလို့တောင်ပြောလို့ရတယ်ဟုတ်တယ်မလားနော်ဦးနဖာမြမြဒေတာရှိနေမှအရာရာကအဆင်ပြေတာမျိုးလीဒါပေမဲ့ဒီခန်းလေးကြတော့အဲ့ဒီမျိုးလင်းထားတဲ့များချေကပြုတ်သွားရောဒီလိုဖြစ်လာပြီဆိုတာနဲ့မချေနှမှုတွေပင်ပန်းနွမ်းနယ်လာတာတွေနောက်ဆုံးဗန်းနောက်လို့ခေါ်တဲ့အားလုံးကိုလက်လို့ချင်းစီတွေဖြစ်လာတာပဲအဆက်မမေးခဲ့တဲ့ ဘာလို့ငါဘကပဲအမြင်ဖေးနေရတာလဲဆိုတဲ့ခန်းစားချက်ရဲ့စက်မြက်ကအတိအကျပြောရင်ဒီနေရာကနေစတာပါ။ကဲဒါဆိုရင်ဒီလိုမကြီးများမှုတွေကို ပို့ပြီးနားလည်သွားအောင် နောက်တစ်ပိုင်းကို ကြည့်ကြရအောင်။ The relationship seesaw တဲ့ဆက်ဆံရေးဒန်းစည်းပွဲပေါ့ဆက်ဆံရေးတစ်ခုကဒန်းစည်းသလိုပဲလေအတက်အကျအပေးယူမြောက်တာနေဖို့လိုပါတယ်။ဒီအခြေအနေကိုတည်တည်ကြကြရှင်းပြပေးမယ် theory တစ်ခုကိုမိတ်ဆက်ပေးခြင်းပါတယ်။ အဲ့ဒါကတော့ social exchange theory SET လို့ခေါ်တဲ့လူမှုဖလှယ်မှု theory ပါပဲရိုးရိုးရှင်းရှင်းပြောရရင်ကျွန်တော်ရဲ့ပေါင်းသင်းဆက်ဆက်ရေးဆိုတာအပြာလန်ဖလှယ်တဲ့လုပ်ငန်းစဉ်တစ်ခုလိုပဲတဲ့လူလိုက်နာအကျိုးအမြတ်ကိုအများဆုံးရအောင်နဲ့ကုန်ကြစည်းကိုအနည်းဆုံးခိအောင်မြဲတမ်းစူးစမ်းနေကြရတဲ့ဆိုတဲ့သဘောတရားပါတနည်းအားဖြင့်ဆက်ဆက်ရေးတစ်ခုမှကိုကဘလောင်ရင်းနှီးမြုပ်နှံထားလေအဲ့ဒီကနေဘလောက်ပြန်ရသလဲဆိုတာကိုမသိစိတ်ကနေချိန်ခွေများနဲ့ချိန်နေတယ်လို့မျိုးပေါ့ ဒီတီးရီကိုတန်းစည်းတာနဲ့နိုင်ရှင်ကြည့်အောင်လေတန်းရင်တစ်ဖက်မှာကုံချားစရိတ်ရှိတယ်ဥပမာအချင်းအားဆိုင်ထုံမှုစိတ်ပိုင်းဆိုင်ရာဖြစ်စည်းမှုတွေပေါ့နောက်တစ်ဖက်မှာကျတော့ချစ်ခင်ကျင်နာမှုအားပေးထောက်ခံမှုလိုမျိုးအကျိုးကျေးဇူးတွေရှိနေတယ်ဒီနှစ်ခု များနေဖို့ကအရေးကြီးဆုံးပါပဲအခုဒီတန်းကိုညီညီမျှမျှလွှဲနေစေတဲ့အဓိကစွမ်းအားကဘာလဲဆိုတော့ reciprocity ပါအပြန်အလှန်ပေးကမ်းမှုပေါ့ဆိုလိုတာကအပေးอยู่များတာလိမ့်မယ်ဆိုလဲမျိုးလင်းခြင်းမျိုးလေး အဲ့ဒီကနေ့ဒီဆင့်ယုံကြည်မှုနဲ့ပူပေါင်းဆောင်ရွက်မှုကိုဖြစ်ပေါ်စေတယ်။ဆက်ဆံရေးတစ်ခုကကျမှဆီတဲ့အင်ဂျင်စက်တစ်ခုလိုပါပဲ။နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့ equity မျှတမှုပါ။ဒါကကုန်ကျစရိတ်နဲ့အကျိုးကျေးဇူးတွေရဲ့ချိန်ခွင်ရာက မျှတတယ်လို့ခန်းစားရခြင်းကိုဆိုလိုတာပါ။သတိပြုရမှာကဒါဟာတရားလုံးချင်းစီတိတိကျကျတူနေတာကိုပြောတာမဟုတ်ဘူးနော်။မျှတတယ်လို့ခန်းစားရခြင်းကိုပြောတာ။ ဒီများတာတယ်ဆိုတဲ့ခန်းစားချက်ပြောက်သွားရဲ့အခါမှာပဲမကျေနပ်မှုတွေဆက်ဝင်လာပြီးဆက်ဆံရေးကိုထိခိုက်စေတော့တာပါ။ကဲအခုကိုယ့်ရဲ့စေတနာကဝန်ထိုးဝန်ပိုးဖြစ်လာတဲ့အခါဘာတွေဆက်ဖြစ်မလဲဆိုတာကို The Cause of Kindness ဆိုတဲ့အပိုင်းမှာကြည့်လိုက်ကြရအောင်။ဒီမှာတော့ဆက်ဆံရေးမှာပေးဆက်ရတဲ့အကြီးမားဆုံးကုန်ကျစရိတ်တွေကတခုဖြစ်ခဲ့ဆွန့်လွတ်အနစ်နာခံခြင်းအကြောင်းကိုအတိအကျထားဆွေးနွေးသွားမှာပါ။ စတန်ဖတ်ကသူတည်တနာတစ်ခုမှဖော်ပြထားတဲ့ဒီစကားလေးကသူတို့စိတ်ဝင်စားဖို့ကောင်းပါလေဆွလွတ်အနစ်နာခံခြင်းဟာမယုံနိုင်လောက်အောင်ကောင်းတဲ့အရာတစ်ခုဖြစ်နိုင်တယ်လို့တစ်ဖက်မှာလည်းအကျိုးသက်အဆိုးကိုပေါ်ဖြစ်စေတဲ့အနုံးလက္ခဏာဆောင်တဲ့ပုံစံနဲ့လည်းပေါ်ပေါက်လာနိုင်တယ်တဲ့ဆိုလိုတာကအနစ်နာခံခြင်းဆိုတာဇာတ်တော်နှစ်ဖယ်လိုပဲသူတို့လေးရှုပ်ထွေးလေတဘောရှိတယ်ဆိုတာကိုပြနေတာပေါ့ ကျမတဲ့အနိနာခံမှုနဲ့ကျမရင်းနဲ့မညီတဲ့အနိနာခံမှုကြမှာကြီးမားတဲ့ခြားနာချက်ရှိပါတယ်။ကျမတဲ့အနိနာခံမှုကဆက်ဆံရေးကိုပိုခိုင်မဲ့စေတယ်။အတိအမှဖြူမှုနဲ့အပြာလန်တုံ့ပြန်မှုတွေရှိတယ်။ယုံကြည်မှုကိုတိဆော့ပေးတယ်။ဒါပေမဲ့ကျမရင်းနဲ့မညီတဲ့အနိနာခံမှုကတော့အာနာမညီမြမှုကိုဖန်တီးတယ်။မချေနပ်မှုနဲ့စိတ်တကြွချင်းကိုဖြစ်စေပြီးနောက်ဆုံးမှာကိုယ့်ရဲ့လိုအပ်ချက်တွေကိုတော့မျက်ကွက်ပြုမိအထိဖြစ်သွားစေနိုင်ပါတယ်။ဒီမှကြည့်ဒီပုံကအဲ့ဒါကိုကောင်းကောင်းတရုပ်ဖော်ပြနေတာပါပဲ။ စိတ်ပညာရှင်စတန်ဘာ့ဂ်ရဲ့အချစ်ထရီဂန်သီအိုရီအရပြည်စုံတဲ့အချစ်ကိုရဖို့အကအဓိကအချက်၃ချက်ဖြစ်တဲ့ယဉ်နီးမှု intimacy ဆွဲလမ်းမှု passion နဲ့ဂတိကဝတ် commitment မျှတဖို့လိုအပ်တယ်လို့ဆိုလိုတာပါအဲ့ဒီမှာကျမ်းမာတဲ့အနစ်စနာခံမှုက commitment ရဲ့အင်မတန်အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်အခုဆိုရင်ပြင်ဘက်ကအကြောင်းအရာတွေကနေ twin ဘက်ကိုနည်းနည်းလေးပြောင်းပြီးလေ့လာကြည့်ကြအောင်ဒီအပိုင်းကတော့ the urge to please သူတပားကိုအလိုလိုက်ခြင်းနဲ့စိတ်ပေါ့။ဘာကြောင့်တချို့လူတွေကတခြားသူတွေထက်ပိုပြီးတော့အနစ်နာခံတတ်ကြတယ်လဲဆိုတဲ့စိတ်ပိုင်းဆိုင်ရာအကြောင်းရင်းတွေကိုလေ့လာကြည့်ကြပါမယ်။ People please ဆိုတဲ့စကားလုံးကိုကြားဖို့ကြာမှာပါ။ဒါကဘာကိုဆိုလိုတယ်လဲဆိုတော့သူတပားကိုစိတ်ကျေနပ်အောင်လုပ်ပြီးဖို့နောက်ပြီးတော့ပဋိပက္ခဖြစ်မှာဒါမှမဟုတ်စွန့်ပစ်ခံရမှာကိုရှောင်ရှားဖို့အတွက်ကိုယ့်ရဲ့လိုအပ်ချက်တွေကိုယ့်ရဲ့စန္ဒတွေနဲ့ကိုယ်ပိုင်ဖောင်ဒီကိုမကြခဏလူလူရှူတတ်တဲ့သူတွေကိုဆိုလိုတာပါ။ People pleaser တွေမှာအများအားဖြင့်တွေ့ရတတ်တဲ့အသွင်းပိုင်းလက္ခဏာတွေကတော့ ကိုကိုကိုတံဖိုးထားမှုနဲရာပฏิပခကိုရှောင်ကျင်တာအရာရာကိုပြေဆောင်အောင်လုပ်ကျင်တဲ့စိတ်များတာစိုးရင်ပူပန်တက်တာနဲ့ကိုပိုင်ပောင်းတွေတတ်မှတ်ဖို့ခက်ခဲတာတွေပါဝင်ပါတယ်။ကဲဒါဆိုလက်တွေ့ဘဝမှာတော့ people pleasing အဖြစ်မူဒီကဘလို့ပုံစံမျိုးရှိတယ်လေကြည့်အောင်ဥပမာ အလွန်အကျွမ်းတောင်းပန်တတာကိုတကယ်မလုပ်ချင်တဲ့ကိစ္စတွေကိုဟုတ်ကဲလို့ပြောမိတာသူတဘောနဲ့တဘောထားကွဲလွက်ရမှာကိုကြောက်တာသူတို့ကြားချင်တာကိုပဲယူပြောတာပြီးတော့ကို့အကျိုးစီးပွားထက် ူတပါအကျိုးကိုပဲဦးစားပြနေမိတာမျိုးတွေပေါ့တကယ်တော့ဒီအပြုတ်မှုတွေရဲ့နောက်ကွယ်မှာပုံနဲ့ဆိုင်တဲ့အကြောင်းရင်းတွေရှိနေတတ်ပါတယ်ဒါဟာစိတ်တန်ရာတစ်ခုအပေါ်တုံ့ပြန်မှုတစ်မျိုးဖြစ်တဲ့ fawning လို့ခေါ်တဲ့အချင်းနေကြောက်ဖြစ်နိုင်သလိုစိတ်ပိုင်းဆိုင်ရာမိခေါ်မှုကနေလည်းမြစ်ဖြားခံလာနိုင်ပါတယ်ပြောရရင်ဒါဟာအတိတ်ကအတွေ့အကြုံတွေကနေထင်ယူခဲ့တဲ့ရှန်တန်ကြီး view အတစ်ခုဖြစ်လေရှိပါတယ်ကဲဒီဆက်လက်တဲ့အလုံးကိုတီးပြီးဆိုတော့ဟိုမြတ်တာမှုန်ကြီးကိုဘလိုပြန်ရှာကြမလဲဆိုတော့ကိုကြည့်အောင် နောက်ဆုံးပိုင်းကတော့ finding the balance ပါအရေးကြီးဆုံးကပါလဲဆိုတော့ဒီလိုအခြေအနေတွေကိုနားလည်သဘောပေါက်ခြင်းဟာပြောင်းလဲမှုအတွက်ပထမဆုံးခြေလှမ်းဖြစ်တယ်ဆိုလာပါပဲဟုတ်ပါပြီဒီလိုအော်ဒီလိုကိုဆိုပြီးသိရှိနားလည်လိုက်ခြင်းငါကိုပဲစွန့်အားတစ်ခုဖြစ်ပြီးများတာမှုကို ရှာဖွေဖို့အတွက်အရေးအကြီးဆုံးအစပြုမှုတစ်ခုဖြစ်ပါတယ်ဒီတော့ကိုကိုကိုပြန်လဲတုံးတက်မင်းမြန်ကြည့်ဖို့ဒီမိခွန်လေးလေးကိုအကြံပြုခြင်းပါတယ်ပထမဆုံးကိုယ့်ရဲ့လိုအပ်ချက်တွေကိုတည်တည်ချာချာသတ်မှတ်ပါ သူတွေပါနဲ့မဆိုင်ပဲကိုတကယ်ပါလို့ချင်းလဲပါလို့အလဲနောက်တစ်ခုကဘောင်တတ်မှတ်ချင်းကိုလေ့ကျင့်ပါဒီနေ့ကိုတတ်မှတ်နိုင်မဲ့တေးသေးလေးတေးသေးလေးပဲဖြစ်ဖြစ်ဘောင်တစ်ခုကပါဖြစ်မလဲပြီးတော့ကိုခန့်စားချက်ကိုအတိအမှတ်ပြုပါဒီဆက်ဆံရေးကတကယ်အပြန်အလှန်ရှိပြီးများတတ်ရဲ့လားလို့ကိုကိုကိုရိုးရိုးသားသားမြင်ကြည့်ပါနောက်ဆုံးအနေနဲ့ကိုဝါဒနာကိုပြန်ရှာပါကိုအတွက်ပဲလိုရတာ ပြောစရာကောင်းတဲ့အရာတစ်ခုကပါလေဒီမိခွန်းတွေကကိုကိုကိုပြန်လဲရှာဖွေဖို့စပြုပေးပါလိမ့်မယ်နောက်ဆုံးအနေနဲ့ စဉ်းစားစရာမေကိုလေးတစ်ခုနဲ့အဆုံးထက်ချင်ပါတယ်။မြတာမှုဆိုတာအရာတိုက်တိတိကျကျညီမျှနေခြင်းကိုဆိုလိုတာလား။ဒီမေကိုလေးကိုကိုကိုကူပြန်မေးကြည့်ရင်ကို့ဘွားအတွက်တကယ်ကိုမြတ်တာတဲ့ဆက်စံရေးတွေကိုတိစောက်နိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်။